2025ခုနှစ်ဧပြီလ24ရက်နေ့ညနေ6:00နာရီတိုင်းတာကြက်များနဲ့ငလင်ဒေတာအတွက် မိုးရွာသွန်ခမန်းကြက်များကိုစတင်မှာဖြစ်ပါတယ်။ဒီကနေ့မှာတော့မြန်မာပြည်11ပိုင်းတစ်ခုလုံးမိုးတိမ်ကင်းစင်နေပေမဲ့လည်းလာမယ့်28ရက်နေ့ကနေစပြီးတော့9ရက်ဆက်တိုက်မြန်မာပြည်အနှံ့အပြားမှာ မိုးရွာသွန်းနိုင်တဲ့ခြေနေများကိုကျွန်တော်တို့လေ့လာခံမရပါဘူး။ဒီနေထားဆိုလို့ရှိရင်တော့အဓိကအပြင်စိုက်ပျိုးရေးသမားတွေအတွက်အထူးအရေးကြီးတဲ့အတွက်ကြောင့်မလို့ပြင်ဆင်နိုင်ရန်ကျွန်တော်အသေးစိတ်ခမန်းချက်တွေတိုင်းတာချက်တွေနဲ့တင်ပြမှာဖြစ်ပါတယ်။ဒီကနေ့ညနေ6နာရီတိုင်းတာချက်များအရအိန္ဒိယသမုတ်တရားနဲ့အာရေဗျန်ပင်လယ် ဂျားကထုတ်လုံနေတဲ့ရင်ခွေဟာထုတ်လုံမှု မြင့်မာပြီးတော့လေစီးကြောင်းနဲ့အတူမြမာပြည်အေယာရီမြေရိုးကနေပြီးတော့ဗမာပြည်တဲကိုတိုက်ခတ်တာတွေ့ရပါတယ်ဒီလေစီးကြောင်းရဲ့အပေါ်မှာရှိတဲ့တိမ်အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတိမ်အပြည့်နဲ့ဝင်ပြီးတော့မြမာပြည်ကပူပြီးတော့အပေါ်ကိုတိမ်တွေတက်သွားတာကိုတွေ့ရပါတယ် ီနေရာဆိုလို့ရှိရင်တနည်းအားဖြင့်မုတ်တုံမထုတ်လုတ်တဲ့ဒေသလို့ကျွန်တော်တို့သတ်မှတ်ပါတယ်ဒီဒေသကနေပြီးတော့ဒီနေရာကနေပြီးတော့မြန်မာပြည်ထဲကို လေစီးကြောင်းနဲ့ရောက်ဖို့ဆိုလို့ရှိရင်ရက်ပေါင်း30ပေါင်းကျင်အချိန်ကြာမြင့်တယ်လို့ပဲဘင်္ဂလားပင်လယ်တောင်ဘက်ကနေပြီးတော့မြန်မာပြည်ထဲကိုဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့9ရက်နဲ့10ရက်ပေါင်းကျင်အချိန်ကြာမြင့်ပါတယ်ဒီတိမ်တွေဟာ မကြမီရဲ့နှဲငုံတွင်မှာဗမာပြည်ကိုဝင်သွားပြီးတော့အပေါ်မှာရှိတဲ့တေအမြင့်ကလေအေးနဲ့ထိတွေ့ပြီးတော့မြန်မာပြည်အနှံ့ပြားမှာမိုးရွာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့24ရက်နေ့မှာမြန်မာပြည်မြောက်ဖက်က အချင်းပြည်နယ်ထဲမှာမိုးရရင်တိတသမ၄လမအထိရွာသွန်းပြီးတော့မြန်မာပြည်အောက်ဖျားတနင်္လာရီတိုင်းမှာဆိုလို့ရှိရင်လည်း မိုးရေချိန်တက်တသမ၄ထိရွာသွန်းနိုင်တဲ့အနေအထားကိုတိုင်းတာရရှိပါတယ်။လာမယ့်25ရက်နေ့မှာတော့တောက်ကြနေ့မှာမြမာပြည်တောင်ဘက်ဖျားမှာဆက်လက်ရွာသွန်းသလိုပဲမွန်ပြည်နယ်မှာမိုးပွဲကြနိုင်တယ်၊ကယားပြည်နယ်မှာမိုးပွဲကြနိုင်သလိုပဲချင်းပြည်နယ်မြောက်ဘက်၊စကိုင်းတိုင်းမြောက်ဘက်၊ကချင်ပြည်နယ်မြောက်ဘက်တွေမှာလည်းမိုးဆက်လက်ကြမှာပါ။လာမယ့်26ရက်နေ့မှာတော့ တနင်္လာရီတိုင်းကရင်ပြည်နယ်မှာမိုးရွာနိုင်တဲ့အနေအထားရှိသလိုပဲမြန်မာပြည်ထိပ်ပါလဲဆက်လက်မိုးရွာမှာဖြစ်ပါတယ်။လာမယ့်29ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အိုဖြတ်ဝင်လာတဲ့တိမ်နေကြောက်မလို့ရခိုင်ရိုးမာမှာမိုးအနေငယ်စတင်ကြသလိုပဲကယားပြည်နယ်မှာမိုးရွာနိုင်တဲ့အေရာဝတီတိုင်းမှာမိုးစရွာတော့မှာဖြစ်ပါတယ်။ထို့အတူတနင်္လာရီတိုင်း ကရင်ပြည်နယ်မှာမိုးရစိတ်တက်တမ၄လမှတောက်ထိရွာသွန်းနိုင်တဲ့အနေဓာတ်ဟာကြိုတင် ပြင်ဆင်ဖို့လိုအပ်လာပါတယ်။လာမယ့်တနင်္လာနေ့28ရက်နေ့ရောက်တဲ့အခါမှာတော့မြန်မာပြည်အလယ်ပိုင်းမှာစတင်ပြီးတော့မိုးကျနိုင်တဲ့အနေဓာတ်ကိုကျွန်တော်တို့ခံမရပါတယ်။အထူးသဖြင့်ငလင်ဒေသဖြစ်တဲ့နေပြည်တော်နဲ့မန္တလေးကြားမှာဖြစ်ပါတယ်။ထို့အတူ စိုက်ပျိုးရေးအတွက်မကွေးတိုင်း မန္တလေးတိုင်းစကိုင်းတိုင်းပဲခူးတိုင်းတို့မှာလည်းမိုးစတင်ရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့သတိထားမှာကတော့လာမယ့်28ရက်တင်းနာနေ့မှာဆိုလို့ရှိရင်တော့ကြာပြည်နယ်ကရင်ပြည်နယ်တင်းနာရီတိုင်းတို့မှာဆိုရင်နေရာကွက်ပြီးတော့စတင် မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမလို့ရပါတယ်လာမယ့်29ရက်နေ့အင်္ဂါနေ့မှာဆိုလို့ရှိရင်တော့ ပုံမူပြီးတော့မိုးရွာသွန်းမှုများလာပြီးတော့ရှမ်းပြည်နယ်တစ်ခုလုံးနေပြည်တော်မန္တလေးနဲ့ရှမ်းပြည်ဆက်ဆက်ဒေသတစ်ခုလုံးစစ်တောင်းမြဝတစ်ခုလုံးပဲခူးတိုင်းရန်ကုန်တိုင်းအေအော်ဒီတိုင်းတို့မှာမိုးရေချိန်တက်တမ၄အထိရရှိတဲ့ကဲ့သို့တနင်္လာရီတိုင်းမှာလည်းဆက်လက်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ရှမ်းပြည်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မိုးပွဲရနိုင်တဲ့ငလျင်ဒေသမှာဆိုလို့ရှိရင်တော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းမှာအလဲကောင်မှာနေရာကွက်ပြီးတော့မိုးပွဲ ရွာနိုင်တဲ့အတွက်ကြောင့်မလို့မြေပြင်မှာအိတ်နေတဲ့လူတွေအထူးသတိထားဖို့လိုအပ်တယ်လို့ပဲချင်းတောင်တန်းမှာမိုးပွဲကျနိုင်တယ်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်ပါတယ် လာမဲ့30ရက်ဘုတ်တစ်ခုနေ့မှာတော့မြမာပြည်အနှံ့အပြားမှာနေရာကွက်ကြားမိုးရွာနိုင်သလိုပဲအချို့နေရာဒီမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်အထူးသဖြင့်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အစပ်ဒေသတစ်ခုလုံးမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ် ျွန်တော်တို့တတိထားမယ်ချက်ကကျွန်တော်တို့စောစောအပြခဲ့တဲ့မိုးတောင်ဒိန်များနဲ့ဘင်္ဂလားပင်လယ်ဟာဖြတ်ဝင်တဲ့တိမ်နိမ့်နေကြောင်းမလို့ကောင်းငင်မှာလျှက်စစ်တပ်ဖြစ်ပေါ်ပြီးတော့မိုးထစ်ချုံးသံကြားပြီးတော့မြေပြင်ကို မိုးကြိုးပစ်ခြင်းနေကြုံရနိုင်ပါတယ်ထို့အတူ တောင်ဘက်ကဝင်သွားတဲ့လေဘူးစီးကြောင်းကအပေါ်ကနေတိုက်ခတ်နေသေးမှာမြောက်ဘက်ကဝင်လာတဲ့ လေစီကြောင့်ကိုဖိတဲ့အတွက်ကြောင့်မလို့နှစ်စဉ်လေပြင်းတိုက်ခတ်တဲ့ချင်းတွင်းမြေဟိုဒေသအေယော်ရီမြေဟိုဒေသမှာမြေဆိုင်လေတိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားကြဖို့သတိပေးလိုပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကိုမြန်မာပြည်ကအချို့နေရာများမှာ ကြည့်ဖို့ခက်ခဲတဲ့အတွက်ကြောင့်မလို့အတန်ဖိုင်ပြုတ်လုပ်ပြီးတော့ကိုယ်သက်ထွေးနိုင် Telegram ကနေပြီးတော့ကျွန်တော်တို့ ဒေါင်းလုဒ်လုပ်ပြီးတော့နားထောင်နိုင်ပါတယ်မိမိတို့မိတ်ဆွေများအောင်လည်းစိုက်ပျိုးရေးအတွက်မျှဝေနိုင်ပါတယ်လိုအပ်တာများရှိရင်မေးမြန်းနိုင်ပါတယ်ကျွန်တော်တို့နေ့စဉ်ဖတ်ရှုပြီးတော့ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့နီလန်းအနေနဲ့အဖြေရှာပေးနေပါတယ်အားလုံးကိုကျေးဇူးတင်ပါ